မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်စစ်အစိုးရကိုအမေရိကန်ဖိအားပေးဖို့စီစဉ်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နေပြည်တော်ရှိစစ်အစိုးရအပေါ်အပြင်းထန်ဖိအားပေးမှုတရက်ကိုအမေရိကန်အစိုးရကစီစဉ်နေတယ်ဆိုတဲ့သတင်းဟာနိုင်ငံတကာမီဒီယာတွေကနေပြန့်နှံ့လာတာတွေ့ရပါတယ်သတင်းရင်းမြစ်အချို့ကတော့အမေရိကန်အနေနဲ့မြန်မာနိုင်ငံအပေါ်နောက်ထပ်တံခတ်မှုအသစ်တွေထုတ်ပြန်ဖို့ဖြစ်စင်နေတာသာမက နေပြည်တော်ကိုတိုက်ရိုက်ဖိအားပေးနိုင်မယ်နိုင်ငံတကာမူဝါဒအဆင့်တွေကိုလည်းစီစဉ်နေတယ်လို့သိရပါတယ်။သတင်းတွေအရအမေရိကန်ပြည်ထောင်စုနိုင်ငံသားရေးဌာနကဗဟိုအာဏာတော်ဖြစ်တဲ့နေပြည်တော်ရှိစစ်အုပ်စုအပေါ်ဖိအားတိုးဖို့အဓိက ဦးစားပေးနေပြီးအဓိကရည်ရွယ်ချက်ကတော့လူခွင့်ရေးချိုးဖောက်မှုတွေပြက်ပြက်သားသားအဆုံးသတ်စေဖို့ဖြစ်ပါတယ်။သက်ဆိုင်ရာသတင်းရင်းမြစ်တချို့ကအမေရိကန်အနေနဲ့စေအုပ်စုအပေါ်စည်ရေးဖိအားမဟုတ်ပေမဲ့နိုင်ငံရေးနဲ့စီးပွားရေးဖိအားတွေကိုတဖြည်းဖြည်းတိုးမြင့်သွားမယ်လို့ဖော်ပြခဲ့ကြပါတယ်။အမေရိကန်အစိုးရအနေနဲ့နေပြည်တော်အပေါ်ဖိအားပေးမှုစီစဉ်နေတဲ့အကြောင်းနဲ့ပတ်သက်ပြီးနိုင်ငံတကာမဟာမိတ်တွေဖြစ်တဲ့လူရိုသမရာ EU ဖီတိန်နိုင်ငံ၊နယ်သာလန်၊နော်ဝေစတဲ့နိုင်ငံတွေပါ စစ်အုပ်စုအပေါ်မူဝါဒတူညီမှုရှိလာတဲ့အဖြစ်တွေ့ရပါတယ်။ထို့ပြင်အမေရိကန်နဲ့အာဆီယံအချို့နိုင်ငံတွေကြားမှလည်းမြန်မာပြည်ထနာကိုနှေးပြီးတော့အထိတိုက်ရိုက်ဖိအားပေးဖို့လိုအပ်တယ်ဆိုတဲ့အသံတွေပုံမူကျေပြန့်လာနေပါတယ်။နေဆက်ဒေတာတွေမှာစစ်တိုက်ပွဲတွေမြုပ်နှံနေတယ်လို့ AA PDF စတဲ့တပ်ဖွဲ့တွေကလည်းဒီပြီးတော့အနီးနားသို့တဖြည်းဖြည်းရောက်လာနေတဲ့အချိန်မှာအမေရိကန်အနေနဲ့စစ်အုပ်စုကိုနိုင်ငံတကာအဆင့်မှာတည်ထက်ဖိအားပေးဖို့စီစဉ်နေခြင်းဟာစစ်အုပ်စုအတွက်မလွယ်ကူတဲ့အခြေအနေတစ်ရပ်ဖြစ်လာတယ်လို့နိုင်ငံရေးလှိလှသူတွေကသုံးသပ်ကြပါတယ်။ ပြီးတော့အနီးမှာနိုင်ငံတကာသတင်းဌာနတွေရဲ့ဂေဟာစနစ်ကူးပြောင်းမှုများကိုလည်းတွေ့မြင်လာရပြီးအမေရိကန်တန်ယုံအနေနဲ့လည်းလှုပ်ရှားမှုအချို့ပြုလုပ်နေကြတယ်လို့ဆိုပါတယ်။သတင်းအချို့ကတော့အမေရိကန်အဖွဲ့တပ်စုဟာနေပြီးတော့နယ်နိမိတ်အနီးအနားနေရာအချို့ကိုတိုက်ရိုက်သွားရောက်လေ့လာခဲ့တယ်လို့ပြောကြတော့လေ။အစိုးရဘက်ကအတိအပြုချက်မရှိသေးပါဘူး။အမေရိကန်အစိုးရအနေနဲ့မြန်မာပြည်ထနာကိုဖိအားပေးနည်းအနေနဲ့စီးပွားရေးဘက်၊ဤပညာဘက်နဲ့ဒေတာအဆင့်မူဝါဒအထိ ချဲ့ထွင်ဖို့စီစဉ်နေတယ်လို့လည်းသိရပြီးအထူးသဖြင့်စစ်အုပ်စုအတွက်အရေးကြီးတဲ့ဤပညာဝယ်ယူမှုများလျှက်စစ်ပစ္စည်းများစက်သွယ်ရေးကိရိယာများကိုတားဆီးမှုအစီအစဉ်ရှိပါတယ်အမေရိကန်အနေနဲ့နေပြည်တော်ကိုတိုက်ရိုက်မရောက်ခင်သတင်းစာရှင်းလင်းပွဲတွေနဲ့နိုင်ငံတကာဖိုရမ်တွင်စစ်အုပ်စုအပေါ်ပြင်းပြင်းထန်ထန်မူဝါဒတင်ပြဖို့ရှိရွယ်နေပါတယ်သက်ဆိုင်ရာလေ့လာသူများကဒီလိုဖိအားပေးမှုဟာနေပြည်တော်အတွက်တရားမှုအလွန်ကြီးမားမယ်အချို့အရာအထူးပြုမှုတွေမှာစစ်အုပ်စုအပေါ်နိုင်ငံတကာချိုးဖောက်နိုင်စွမ်းတဖြည်းဖြည်းတက်လာနိုင်တယ်လို့ဆိုကြပါတယ် နောက်ဆုံးတွင်နေပြည်တော်ကနေထုတ်ပြန်လာမယ့်တုံ့ပြန်ချက်ကပုံမအရေးကြီးဖြစ်လာမယ်။ဆေအိုစုအနေနဲ့အမေရိကန်ဖိအားကိုပြီးတော့ရင်ဆိုင်မလဲဆိုတာကမြန်မာနိုင်ငံအနာဂတ်နိုင်ငံရေးအခြေအနေကိုဓာတ်ရိုက်သတ်မှတ်ပြီးမယ့်အချက်လက်တစ်ခုအဓိကဖြစ်လာမယ်လို့သုံးသပ်သူများကပြောကြပါတယ်။နောက်ဆုံးတွင်နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်းနေပြည်တော်ကိုဆေအိုစု၏ဗဟိုအာဏာအဖြစ်တာမကမြန်မာပြည်သူအပေါ်ဖိနှိပ်မှု၏သင်္ကေတအဖြစ်သတ်မှတ်လာနေကြပြီး အမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေက နေပြီးတော့အထူးဖိအားပေးဖို့တင့်တော်ပြီဆိုတဲ့သဘောတူညီချက်တွေပုံမထွက်ပေါ်လာနေပါတယ်။အခြေအနေတွေဟာတဖြည်းဖြည်းမတည်ငြိမ်လာပြီးနေပြီးတော့အတွက်မှလပဲမျှော်လင့်မထားတဲ့နိုင်ငံတကာဖိအားလှုပ်ရှားမှုကြီးတစ်ခုနဲ့ရင်ဆိုင်ရဖို့အချိန်နီးလာပြီးဖြစ်ပါတယ်။ဆလပီမရိယာရှိချမ်းမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတော်လန်ရစ်တက်တွေဘက်ကရွာသုံးရွာခန့်စုပ်ပေးခရဟုဒေသခံအချို့ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် မရိယာမျိုးနယ်အရှိချမ်းမှာမနေ့ကတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်တပ်ကအသေးခံတိုးလာတာမို့တော်လန်ရေးတပ်တွေကကြီးရွာသုံးရွာလောက်နောက်ဆုတ်ပစ်လိုက်ရတယ်လို့ဒေသခံအချို့ကပြောပါတယ်။အော်တိုဘာလ22ရက်နေ့မနေ့9နာရီလောက်ကစပြီးငလုံးပြွန်ရွာရဲ့မြောက်ဘက်မှာတိုက်ပွဲဖြစ်ခဲ့တာလို့သိရပါတယ်။ကွင်းပြင်တွင်လေကွင်းတွေအထိစစ်တပ်ကအင်အားလုံးရင်းနဲ့တိုးလာပြီးတော်လန်ရေးတပ်တွေဘက်ကလက်နက်ကြီးဆက်လက်တွင်လက်နက်ငယ်တွေနဲ့ခုခံပြီးမယ်အသေးခံတိုးလာတာမို့နေပြည်တော်အချို့ပြန်ပေးခဲ့ရတာလို့စုံစမ်းသိရှိရပါတယ် အတုံယုံလဲကျနေတာကြီးကိုမြင်နေရတယ်ဗျ။အဲ့ဒီအပေါ်ကနေကိုသူတို့စကစကဆက်တက်လာတာ ကျွန်တော်အထင်မူရစ်ဆေးတွေကျွေးပြီးတိုက်ခိုင်းနေတယ်။မျက်မြင်ကိုတရားလောက်ရှိတယ်လဲကျသွားတာလို့ရှေတန်းနေမြေကိုရောက်နေသူတအူးကပြောပါတယ်။စစ်ကောင်စီဘက်ကလည်းအသေးကန်ဂျုံဝင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာမို့တော်လန်ရဲရဲဘော်အချို့လည်းထိခိုက်ကြဆုံးမှုအချို့ရှိခဲ့တယ်လို့သိရပါတယ်။အော်တိုဘာ22ရက်တိုက်ပွဲဟာမနက်9:00ကစကပြင်းခံခဲ့ပြီး ညနေ3နာရီမှာမိုးသေးထန်လာချိန်မှာစစ်တပ်ကရွာတွေကိုဝင်စည်းခဲ့တာလို့သိရပြီးညနေ9နာရီမှာလက်နက်ငယ်ပစ်ခတ်မှုမရှိတော့ဘဲတော်လှန်ရေးတပ်တွေဘက်ကနေမြေတချို့စုပ်ပေးခဲ့ရတယ်လို့သိရပါတယ်။ရဲဘော်တွေလည်း3ရက်လောက်တောင်းခံခဲ့တယ်လို့ဒေသခံတအူးကပြောပါတယ်။အောက်တိုဘာ22ရက်တိုက်ပွဲမှာစစ်တပ်ဘက်ကတပြေလာတွဲကြရွာစိတ်တာရွာအရှိချမ်းတို့ကိုပြန်ထိန်ထုတ်နိုင်ခဲ့တာလို့စုံစမ်းသိရှိရပါတယ်။ ညနေပိုင်းမှာလည်းစစ်တပ်ကကားငါးစီးနဲ့အင်အားထပ်တိုးထားပြီးစိတ်သာရွာရဲ့တောင်ဘက်ကတောင်ပေါ်ကိုအထိုင်ချထားတယ်လို့သိရပါတယ်။မရယာမျိုးတွေကတိုက်ပွဲတွေနဲ့ပတ်သက်ပြီးမန္တလေး PDF ကိုဆက်သွယ်မေးမြန်းနိုင်ဖို့စူးစမ်းပေမယ့်ဆက်သွယ်လို့မရသေးပါဘူး။ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF နဲ့မဟာမိတ်တပ်တွေက2029စစ်စင်ရေးဒုတိယလှိုင်းရှမ်းမန်းစစ်စင်ရေးမှာစင်ကူးမျိုးအပါအဝင်တမျိုးနယ်လုံးကိုတိမ့်ပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ မရယာမြို့နယ်အရှိဘတ်ချမ်းကစစ်တပ်နှင့်ရဲစခန်းပေါင်း40ခန်းကိုသိမ်းပိုက်ပြီးမရယာမြို့နယ်အရှိချမ်းကိုထိန်းချုပ်နိုင်ခဲ့ပါတယ်စစ်တပ်ကစစ်သားတင်းနဲ့ပြူစော်တီအင်အားအများပြားတိုးခဲ့တယ်လို့တရုတ်အစိုးရစီကလက်နက်ခဲရန်ဤပညာအကူအညီတွေရခဲ့ပြီးရှမ်းမြောက်ကဒေါ်လာရေးတက်တွေကိုထိုးစစ်မလုပ်ဖို့တရုတ်ကဖိအားပေးပြီးချိန်မှာ ်စစ်တပ်ကအခုနှစ်ဆန်းကစပြီးတံပြန်ထိုးစစ်ဆင်လာတာဖြစ်ပါတယ်စစ်တပ်ကလေကြောင်းကဂျုံနဲ့တိုက်လေရင်တွေအုံပြုတ်ဘုံကျဲတယ်လို့လက်နက်ကြီးပြုတ်ကူနေမြေပြင်အင်အားအများပြအုံပြုတ်တံပြန်ထိုးစစ်ဆင်လာချိန်မှာပေါ်လန်ရေးတပ်တွေမှာတရုတ်အစိုးရရဲ့ပြည်အားကြောင့်လက်နက်ခရင်ရရှိမှုအကန့်အသတ်တွေကြောင့်တိမ့်ပိုက်ထိန်းချုပ်ထားတဲ့နေပြည်တော်အချို့ကနေပြန်ဆုတ်ပေးနေရတာတွေရှိတယ်လို့စစ်ရေးအကြေခတ်တချို့ကပြောပါတယ် ဆက်လက်ပြီးပသိမ်မြို့နယ်တွင်အော်တိုဘာလဝက်အတွင်းလူငယ်စေဦးခန့်ကိုစစ်မှုထမ်းရန်အာရမခေါ်ဆောင်နေဆိုတဲ့တဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အေယာဝတီတိုင်းပသိမ်မြို့နယ်တွင်ရှိရက်ကွက်နှင့်ကြေးရွာများတွင်အော်တိုဘာလ၁၈ရက်အထိလူငယ်စေဦးခန့်ကိုအုပ်ချုပ်ရေးမှုများကကြိုတင်အတည်ပြုခြင်းမရှိဘဲစစ်မှုထမ်းရန်အာရမဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရကြောင်းသိရပါတယ်။စစ်မှုထမ်းအစားထိုးရန်လဆင်ငွေထည့်နေတော်လဲလူငယ်များကိုစစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များမှကြိုတင်အကြောင်းကြားခြင်းမရှိဘဲစစ်မှုထမ်းရန်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်းသိရပါတယ်။ ပတ်စံကတော့လာတိုင်းထည့်နေရတယ်။လာပြီးခေါ်သွားတော့မြို့နယ်ကဓာတ်ရိုက်လာခေါ်တာဆိုပြီးအုတ်ကြီးကလွှဲချတယ်ဟုပတ်သိမ်ဒေသခံတအူးမသတင်းဌာနကိုပြောပါရယ်။ပြီးခဲ့တဲ့အောက်တိုဘာ15ရက်နေ့တွင်အမှတ်30ရပ်ကွက်နှင့်ရေအိုးစင်ကျေးရွာတို့မှလူငယ်နှစ်ဦးကိုစစ်မှုထမ်းရန်အတွက်အတင်းခွင့်ရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဒေသခံများထံမှသိရပါရယ်လက်ရှိတွင်ခေါ်ဆောင်ခံရသူလူငယ်များကိုစစ်ကောင်စီတပ်များအတွင်ခေါ်ဆောင်ထားပြီး ်မိဘများနဲ့ဆက်သွယ်ခွင့်မပေးပေစစ်တင်တန်းစစ်မှဆက်သွယ်ခွင့်ရမည်ဟုသိရပါတယ်စစ်ကော်မရှင်အနေဖြင့်ရှေ့တန်းစစ်မျက်နှာပြင်သို့ပို့ဆောင်ရန်တပ်ဖွဲ့ဝင်အင်အားဖြည့်ဆည်းရန်အတွက်အေယာဝတီတိုင်းအပါအဝင်အခြားတိုင်းနှင့်ပြည်နယ်အချို့တွင်လူငယ်များကိုအာရမဝင်ရောက်ဖမ်းဆီးမှုများပုံမလုံးဆောင်လာကြောင်းသိရပါတယ် ဆက်လက်ပြီးမုံရွာမျိုးပေါ်မှာစစ်တပ်ကအိမ်စည်းကားတွေနဲ့ပေါ်တာလိုက်ဆွဲနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းမုံရွာမျိုးပေါ်မှာစစ်ကောင်စီတပ်ကအိမ်စည်းကားတွေနဲ့ပေါ်တာလိုက်ဆွဲနေပြီးလူငယ်တွေအများပြားဖမ်းဆီးခံလိုက်ရကြောင်းမျိုးကံတွေကပြောပါတယ်။ဒီနေ့အောက်တိုဘာ23ရက်ညနေပိုင်းကစစ်ကောင်စီတပ်ဟာမုံရွာမျိုးပေါ်နေရာအနက်ပေါ်တာလိုက်ဆွဲခဲ့ပြီး ဆိုင်ကယ်တွေတွေမကပဲကားပေါ်ပါလူငယ်တွေကိုပါအတင်းဆွဲခေါ်သွားကြောင်းမြို့ကန်တွေကပြောပါတယ်။အိမ်စီကားတွေနဲ့ပတ်ဖမ်းနေတောင်ဆွဲခံရသူတွေအတော်လေးပါသွားတယ်လို့မြို့ကန်တက်ဦးကပြောပါတယ်။စစ်ကောင်စီတပ်ဟောင်းမုံရွာမြို့ပေါ်ကနန္ဒဝင်အေးရိတ်သားလန်းပြည်တော်စုလန်းစားတဲ့လမ်းတွေပေါ်မှာဆွဲခဲ့တာဖြစ်ပြီးဆိုင်ကယ်နဲ့တင်မကအန်စာတုံးကားပေါ်ပါလူငယ်တွေကိုပါဖမ်းဆီးခေါ်ဆောင်သွားကြောင်းဒေသခံတွေကပြောပါတယ်။ပေါ်တာဆွဲခံရသူအရေးအတွက်အထူးကြမသိရသေးပါဘူး။ ပေါ်တာဆွဲခံရသူတွေကိုတော့စူပောင်းယုံဘက်ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဟောင်းပြီးခဲ့တဲ့သတင်းကျွလကာလာတုန်းကလည်းပျော်ပွဲရွှင်ပွဲတွေလုပ်ပြီးပွဲကပြန်လာတဲ့လူငယ်တွေကိုပေါ်တာဆွဲခဲ့ပါသေးတယ်။လာမယ့်တစောင်းတိုင်းကာလမှာလည်းစစ်ကောင်စီကမုံရွာမြို့ပေါ်မှာပျော်ပွဲရွှင်ပွဲတွေလုပ်ပေးပြီးလူဖမ်းပွဲတွေပြုလုပ်ဖို့စီစဉ်နေတယ်လို့မုံရွာမြို့ကံတွေကပြောပါတယ်။အာနာသိန်းစစ်ကောင်စီတပ်ဟောင်းလက်ရှိစစ်မှုရန်အပတ်စဉ်၁၈ကိုစတင်နေပြီဖြစ်ပြီးအပတ်စဉ်၁၉အတွက်လူရှာနေပြီဖြစ်ပါတယ်။ ကျမရဲ့တင်ပြဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်